မှတ်တာပဲကျွန်တော်ပြောတဲ့သူကအကုန်လုံး like လုပ်ပြီးတယ်အဲလိုသမင်းတော့မှကိုမစားတူတယ်မစားဒီဒီသမင်းစားဆိုတာလည်းမစားဘူးအဲကိုနဲ့ like ပြောနေပြီပေါ့သူကဒီလိုမျိုးလေးလောက်ရတာပြောနေပြီဟိုတခါကျတူတနာတော့ပေါ့ငါညီကိုကိုကတော့ဘယ်လိုနေနေနေနိုင်နေလို့ညီလေးကတူပဲဟိုက အားငယ်တာဗောနတနာလာတို့ဒီဒီကုန်းနဲ့အဆင်ပြေလာပြေးတဲ့ကူကြီးတဲ့အကုန်လုံးဆက်ဆက်ရကုန်းစီပြေကူကြီးနဲ့ဒီလိုလိုက်လုပ်ပြရတာကဒီမှာပီတိဖြစ်တယ်တဲ့အဲ့လိုညာဆိုထမင်းတော့မှတော်ကြည်ရပါ။ဒီလိုပြည်သာနေချမ်းသာကြပါစေ။ဘရိုက်ချာလုံးနေတဲ့အချိန်ကြာရင်ထမင်းကိုကျွန်တော်စားမယ့်အချိန်ကနည်းနည်းအချိန်နည်းတယ်။အဲ့ခါကျရင်ဘိုက်စားတဲ့အခါကျလို့ရှိရင်ရေခဲကြောင်ပဲ။ကျောင်းလေးကျွန်တော်သားရေခဲကြောင်နဲ့ပဲဘိုက်ပြေးတာမျိုးရှိတယ်။အဲ့လိုဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုပေါ့နော်။ပရိုက်တာလုံးနေတဲ့အတွက်အရင်ပီတိဖြစ်တယ်။ ျွန်တော်တို့မစားရင်မစားလို့စီဒါပေမဲ့ကျွန်တော်တို့အဲ့လုံနေရတဲ့အရာကိုကပီပီလည်းဖြစ်တယ်ဂုံလည်းယူတယ်အဲ့လိုမျိုးပေါ့ဘလူးချောင်းလေးနဲ့တက်လာလဲဆိုတော့ကျွန်တော်တို့အခုဟိုဟာအလူရှင်လေးပေါ့နော်အလူရှင်လေးအငလင်ပေးတင်ပြသူတွေကလည်းကျွန်တော်တို့အလင်ွေလေးကတ်ချင်တယ်ကတ်ချင်တယ်ပြီးတော့နေရာကိုလည်းအပြင်မှာတွေ့ဖို့ရှင်တယ်ဆိုလို့အဲနောက်ပြီးတော့ဦးနေရာလေးတစ်စင်းကန် အဲ့လိုမျိုးပေါ့ဟိုလက်ဆောင်ပေးရင်းနဲ့ပြီးတော့ကိုရှာရလဲရန်ကုန်တစ်ခါမရဘူးလို့ပုံစံမျိုးလေးနဲ့ပေါ့နော်အဲအဲ့ဒါကြောင့်ဒီလိုပြဖြစ်တာမှရန်ကုန်လာအခုညီလေးတော့ဟာကိုရှာနဲ့ကိုကြီးကပရိုက်တာလုပ်နေတယ်ဆိုတာကလည်းဒါစိတ်တူကူတူမှအဆင်ပြေမှာသူစိတ်နဲ့ကျွန်တော်စိတ်နေရလဲစိတ်တူကူတူဖြစ်နေတဲ့အခါကျတော့ယနေ့တိုင်းဒီပရိုက်တာလုပ်ငန်းလုပ်ရတာအဆင်ပြေတယ်အဲ့လိုမျိုးတယောက်နဲ့တယောက်ကလည်းနားလည်းမရှိတဲ့ရေယုံကြည်ကြည်နဲ့ယနေ့တိုင်းဒီလေပရိုက်တာကိုဆက်ပြီးတော့လုပ်သွားမှာပေါ့နော်ဆိုင်ဆိုအဲ့လိုမျိုးလိုက်လုပ်ပေါ့နော်ပရိုက်တာလုပ်ငန်းကိုလုပ်နေရတဲ့အခါကျတော့ အဲအခုမှမဟုတ်ဘူးလိုင်းပေါ်မှာတွေ့ရတာကိုကပီတိလည်းဖြစ်တယ်အရင်လေးလေးစားနေအခုကိုဆိုင်ဆိုလှုပ်တဲ့အလို့အမှန်တမ်းကျတော့တယောက်တည်းဆိုရင်ကျွန်တော်ဒါမလုံနိုင်မလုံနိုင်ဒါမဲ့ကိုဆိုင်ဆိုရဲ့စိတ်ဓာတ်ကိုလေးစားတယ်ကိုဆိုင်ဆိုလိုမျိုးအားလည်းကြတယ် အဲအဲ့ဒါကြောင့်ကျွန်တော်လည်းဆုံးဖြတ်ပြီးတော့လုပ်မယ်ဆိုပြီးတော့ကိုကတော့ character လုပ်တာကိုအခုမှတော့မဟုတ်ဘူးအရေးပေးမှဆိုလို့ရှိရင်ဒါတောင်ကိုတို့ဘကိုတို့မှာသွားပြီးတော့လူဖြစ်တယ်ဟို character စိတ်ကအခုမှမဟုတ်ဘူးအဲကိုမျိုးကိုတည်တာမှာအသက်ကြီးတဲ့အဖိုးဖားတွေတူလို့ရှိရင်အဲ့လိုဟိုဥပမာ9000ဆို9000တက်1000ဆို1000ကိုတက်နိုင်တယ်လားပြီးတော့အဲ့လိုမျိုးတွေတော့လူတယ်ဒါပေမဲ့အခုကိုရှိုင်းဇော်နဲ့တွေ့တဲ့အခါကျတော့ character အဲလူငယ်အချင်းချင်းတွေ့တဲ့အခါကျတော့အရင်လက်ပြီးတိဖြစ်တယ်အဲသူ့လိုမျိုးလည်းအကောင်းဆုံးလုပ်သွားမယ်ပေါ့နော်အဲအဲ့လိုမျိုးစိတ်တွေရှိတယ်ဟုတ်မှန်တိုင်းပြောလို့ရှိရင် သူ့လိုပုံသူ့ဟိုကလည်းအရာကိုကလုံးဝဆိုလို့ရှိရင်အရင်လုံးနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့ဒီလိုလူတိုင်းကအခက်အခဲကြုံနေကြတယ်လူတိုင်းအခက်အခဲကြုံနေတဲ့အချိန်မှာရေခဲကြောင်ထုတ်ဆိုလို့ရှိရင်လည်းထန်ကုန်900တထောင်နော်အဲဒါမဲ့သူ့ရဲ့လုံးတဲ့ပရာဟိတစိတ်ဓာတ်အရင်ချီချူကိုကောင်းတယ်ဘာဖြစ်လို့နေပူတော့တဲ့မှာတကယ်ဒုက္ခရောက်တဲ့သူဒီလိုမျိုးဟိုကဖြစ်နေကြတယ်သူလည်းဒါဆိုလို့ရှိရင်ဟိုအဆင်ပြေတာတော့မဟုတ်ဘူးတနေ့လုံးတနေ့စားတဲ့သူမျိုးဒါမဲ့သူ့ရဲ့ပရာဟိတလုံးနေတဲ့အရာလေးတွေကိုအရင်လည်းချီချူတယ် လူတိုင်းဒါမလုပ်နိုင်ဘူးမင်္ဂလာရှိစေသောဒီနေ့ချမ်းမြေမင်္ဂလာရှိစေသောမင်္ဂလာရှိသောမင်္ဂလာရှိသောဒီလိုမျိုးကိစ္စပတ်သက်ပြီးတော့ကျွန်တော်တို့ကမြေုံကြည်ကြီးနဲ့ပရာဟိတကိုဝင်ဝင်ထားတဲ့လူငယ်နဲ့ဦးဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးသူများပတ်စံတွေလည်းလုံးဝလုံမှာမဟုတ်ဘူး ပြီးတော့အဲဒီနိုင်ငံခြားအရာရာကဖြစ်ဖြစ်ကိုမြန်မာနိုင်ငံကပဲဖြစ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လွယ်တဲ့အခါကြလို့ရှိရင်ကိုရှိုင်းစုံနဲ့ကိုကြီးဦးနှစ်ယောက်စလုံးတွေ့မှလွယ်ပြီးဖို့မြစ်တာရက်ခံတယ်ပေါ့နော်တချို့အကောက်တူတွေနဲ့လှူစားနေကြတာလည်းတွေ့ရတယ်ဟိုကိုရှိုင်းတို့ကိုကြီးတို့ဟိုကမပုံနေနဲ့အမျိုးမျိုးလှူစားနေကြတာရှိတယ်အခုကြလို့ရှိရင်ကိုရှိုင်းစုံရဲ့ဖုန်းနံပါတ်ကို TikTok မှာလစ်ချတာပြီးတယ်အဲဒီဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လည်းကျွန်တော်တို့ပအဝင်လူတန်းနိုင်တယ်ပေါ့နော်လူတန်းတဲ့ခါကျရင်ကျွန်တော်တို့ဘိုင်းပါကနေတစ်စိမ့်ကကျွန်တော်တို့နှစ်ယောက်စလုံးတွေ့မှလူတန်းပြီးဖို့နော်တောင်းဆိုပါတယ်ပေါ့နော်အဲအဲ့လိုမျိုးဟုတ်ကဲ့ အခုလိုကိုရှိုင်းစုံနဲ့ကိုကြီးကိုရေယုံကြည်ကြည်ပေါ့နော်အဲပါဝင်လူဒန်းပေးဖို့မြစ်တာရက်ခံတဲ့တကယ်ခက်ခဲတဲ့နေရာဒီမှာအဲတွားရောက်လူဒန်းပေးဖို့သူတို့တိုက်တုံတဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်တို့ပင်မန်းတာကိုပင်မန်းတာလည်းမထားဘူးညီကုံညောင်စလုံးကပရာဟိတာစိတ်နဲ့လုံးဝရှိထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ရောက်တဲ့နေရာမှာ အဲကျွန်တော်တို့အစားအသောက်တွေငိုင်ငတ်ပြီးစီဥပမာရေခဲကြောင်တစ်ယောက်ထုတ်စားလိုက်ရင်လည်းပိုက်ပြေသွားတာပဲဒါပေမဲ့အခုလိုမျိုးအလူရှင်တွေအဲဘယ်တော့တကယ်တစ်ခါရောက်တဲ့အချိန်မှာအလူရှင်တွေကနေဒီလိုပါဝင်လူဒန်းလို့ကျွန်တော်တို့အရင်နဲ့ပြီးသေးဖြစ်တယ်အလူရှင်တွေလည်းကျေးဇူးအများကြီးတင်တယ်နော်အရင်လည်းကျွန်တော်တို့ဂုဏ်ယူတယ်ဒီထက်မကကျွန်တော်တို့ကိုဆိုင်စုံနဲ့ကိုကြီးဦးကလည်းဒီထက်မကပရာဟိတာလုပ်ဖို့လုံးဝဆုံးဖြတ်ထားတယ်ပရာဟိတာစိတ်ကိုလည်းလုံးဝရှိပြီးသားအဲ့တော့ရှစ်ဆက်ပြီးတော့ပရာဟိတာလုပ်လုပ်ဖို့သွားဟိုရှစ်ဆက်ပြီးတော့သွားမယ်ပေါ့နော်ဟုတ်ကဲ့ရှစ်ဆက်သွားမယ် โอเคสิด้ว่าอเคชิ้นง่ายดีมาเลยเทาเั้นนะครับ